ဘယ်လူငယ်ကစားသမားတွေကိုပွဲထုတ်လာမှလဲ Ruben Emoring အားလုံးပဲမှာတော့ခင်ဗျာ CR Dan Popo Channel ကနေပြန်လဲကြိုဆိုလိုက်ရပါတယ်အဲ့တော့ညီကိုတို့သိကြတဲ့အတိုင်းပဲဒီကနေ့ည9:00နာရီခွဲချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော် Manchester United အသင်းကအဝေးကွင်းမှာ Brentford ကိုတွားပြီးတော့ကစားရမှာပဲဖြစ်ပါတယ်အဲ့တော့ညီကိုတို့လည်းဒီပီတာဖြစ်မှာပါ United ကယူရိုပါလိကိုပဲအပြည့်အဝအယုံစိုက်ထားတယ်။ဒါပေမဲ့တစ်ဖက်က EPL မှာလည်းသူတို့အနေနဲ့ဂုံတိုက်ခါပိုင်းအရာ မဖြစ်မနေရှင်ပြန်ကစားရတဲ့အခြေအနေမှာဘယ်လိုမျိုးလူငယ်လေးတွေပွဲထွက်လာမှာလဲဆိုတာရဲ့ပြီးရင်ဘယ်လိုမျိုးစီနီယာကစားသမားတွေအသုံးပြုလာမှာလဲဆိုတာကိုကျွန်တော်နဲ့အတူတူသုံးသပ်ဆွေးနွေးလိုက်ရအောင်ခင်ဗျအဲ့တော့ဒီပွဲအကြောင်းပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်က brand 4ကတော့ဟိုမျောလင်းချက်ကြီးကြီးမားမားတိတ်မရှိတော့တဲ့အသင်းလို့ပြောလို့ရတယ်ဗျာဘာလဲဆိုတော့သူတို့အနေနဲ့အမဒီ MBC ရဲ့အဆင့်7မှာရောက်နေပြီဗျာပြီးအလဲအလဲလိုမျိုးအခြေအနေရောက်နေတဲ့အခြေအနေမှာသူတို့အနေနဲ့ ဒီပွဲစဉ်ပေါ်ပေါ်အပြေဝအယောင်စိုက်ပါမလားအော်ညီကိုတို့အနေနဲ့အပြေဝအယောင်မစိုက်ဘူးလို့မထင်ပါနဲ့ Brandford ကပြီးခဲ့တဲ့ပွဲစဉ်မှာတောင်မှ Nottingham Forest ကို2-0နဲ့တိုက်ခဲ့တာပါဟိုဒါတော့တစ်ချက်မေ့ထားလို့မရပါဘူးအဖက်က United ကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်းဒီဟာတည်းကတေမထုနေမထုအခြေအနေရောက်နေပြီဘာလို့လဲဆိုအမှန်ပြည့်ရဲ့အဆင့်14မှာရောက်နေတယ်ဟုတ်တယ်နော်အဆင့်ဆက် sorry အဆင့်15မှာရောက်နေတယ်ဟော Everton က Everton က Everton တည်ကြတော့လို့အဲ့တော့ MPC ရဲ့အဆင့်15မှာရောက်နေတယ်အဲ့တော့ EPM ကဘာမှလှုပ်လို့မရတော့ဘူးတန်လဲမစင်းတော့ဘူးဒါကြောင့်မလို့ EPM က United တို့ကံမယ်ဆိုလို့ရှိရင်ဂုံတိတ်ခါပိုင်းအရာကံမှုပဲရှိတော့တယ်တခြားဘာမှညှောလင်းချက်မရှိတော့ဘူးအဲ့တော့ဂုံတိတ်ခါပိုင်းအရာရှင်ပြိုင်မဲ့အတင်းချင်းအတူတူဗျာတစ်ဖက်ကပြန်ပြီးတော့စဉ်းစားရမယ်ဆိုလို့ရှိရင် brand ဖို့အနေနဲ့သူ့မှာဘာပြရမှမရှိဘူးဗျာဒါပေမဲ့ United မှာကျတော့နောက်လာမယ့်ဘွဲစဉ်အတွက်လူချန်ရမှာ၄ဒီဘီဘောင်နဲ့ပေါ့နော်စီမီဒုတိယကြောဘွဲစဉ်အတွက်လူချမ်းရမယ့်လူချမ်းရမယ့်အရာတွေရှိတယ် ပြီးတော့ရင်အဒန်ရဒန်ရကစားသမားတွေဒန်ရမရဖို့လိုတယ်ပေါ့နော်အထူးသဖြင့်မန်ဆရာရီဆိုလို့ရှိရင်တော်တော်လေးကိုပြိုင်းနေတယ်ပြီးရင်ဘရူနိုတို့ပြီးတော့ကတ်စမဲရိုတို့အဲ့လိုမျိုးအတက်ကြီးရဲ့ကစားသမားတွေကိုအနာပိတ်တဲ့ပြီးရင်ဟယ်ရီမကွိုင်းယားတို့အနာပိတ်တဲ့လို့ဖြစ်နေဖြစ်ဟိုအနာပိတ်တဲ့လို့ထင်တယ်ဗျာညီကိုတို့လည်းအဲ့ဒါသိမှာပါအဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ကတော့ကျွန်တော်တို့ယူနိုက်တက်အသင်းအနေနဲ့ရှုံးလဲရတယ်ခိစားမရှိဘူးကိုပြမရှုံးဖို့ပဲလိုတယ်ဗျာဒါပေမဲ့အဲ့ဒီကလူငယ်ကစားသမားလေးတွေကိုပွဲထွက်တဲ့ အဲအဲ့လိုစွမ်းနာပြောလိုက်တဲ့အသက်ကြီးတဲ့ကစားသမားတွေကိုတော့အနာရစေချင်တယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့အမြင်ကိုပြောပြပေးရဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာပေါ့နော်ဘယ်လိုမျိုးပွဲထွက်လာမှာလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေရဗျအဲ့တော့ဒီပွဲထွက်လာရင်ကိုကျွန်တော်အတူတူဆွေးနွေးလိုက်ရအောင်အဲ့တော့ဒါတော့ဒီ line app ကတော့ကျွန်တော်ရဲ့ common line app ပဲဖြစ်ပါတယ်ကျွန်တော်ဟိုဘယ်လိုပုံစံနဲ့ပေါ်ထွက်လာမလဲပေါ့နော်အဲ့တော့ system ကတော့3421 system ပဲ အဲ့တော့ပထမဆုံးဂိုးသမားနေရာမှာအဲ့တော့ခြွင်းချက်မရှိကျွန်တော်တို့ရဲ့မှာအန်ဒရီအိုနာနာပဲဖြစ်ပါတယ်အဲအိုနာနာလည်းလည်းပြောရွေးချယ်စရာလည်းမရှိပါဘူးအိုနာနာကိုတော့ကျွန်တော်အနာပေးမယ်လို့မထင်ဘူးပေါ့နော်အနာပေးစရာလည်းမလိုပါဘူးခင်ဗျနောက်တန်း၃ယောက်မှာတော့လူရှော့ရဲ့လင်ဒီလော့ဖ်ရဲ့ဒီလစ်ရဲ့ကိုရွေးထားပါတယ်ဒီဖူးမွားလည်းဒီပုံစံပဲရွေးထားတာပေါ့နော်အဒါကိုလည်းကျွန်တော်သဘောတူတယ်ဘာလို့လဲဆိုရင် NCB မှာကျွန်တော်တို့အနေနဲ့ကစားစရာလူမရှိဘူး ယူရိုကစားရတယ်ဒါပေမဲ့ယူရိုကိုအနာပေးစီခြင်းမိဒါကြောင့်မလို့လူ short ထဲထားတယ်အဆင်ပြေတယ်နောက်တစ်ခုက CCB မှာ Lindelof ဟုတ်တယ်ဗျဒုတိယပွဲစဉ်မှာကျွန်တော်တို့ Harry ကိုသုံးရမယ်ဒါကြောင့်မလို့ Lindelof ကိုဒီနေရာမှာသုံးတာလည်းအဆင်ပြေပါတယ် RCB ကတော့ Delish အဲ့တော့ RCB Delish နေရာမှာနီးပြက Delish ကိုအဲ့လိုအရေးစွန်ပြီးတော့သုံးမှာမလားဒါမှမဟုတ်ရင် Delish ကိုဒီဒီ game minutes ရအောင်ပေါ့နော် ဒီ plain minute ရဖို့ရဖို့ရန်အတွက်ဒီ list ကိုပဲသုံးပါလားဒါမှမဟုတ်ရင်ဒုတိယပိုင်းညမှာထည့်ပါလားဒါတစ်ချက်စဉ်းစားဖို့လိုရပါတော့အဒီ list မထည့်ဘူးဆိုရင်ဘယ်သူထည့်နိုင်လဲဆိုတော့လူငယ်ကစားသမားလေး federation ရှိပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ကျွန်တော်ကတော့ဒီ NCB ဒီ CCB RCB ကတော့ကျွန်တော်သဘောတူတယ်ပေါ့နော်ဒါ form ကလည်းဒီတိုင်းပဲဒါကတော့ကျွန်တော်ရဲ့အမြင်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲအဲဒီ list ကိုထည့်ပြီးတော့ဒုတိယပိုင်းကျမှ Federation တော့ဘာလို့ထည့်ရလဲဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်ကျွန်တော်ရဲ့အမြင်ပြောပြတာပေါ့နော် အဲ့တော့ left wing back နဲ့ right wing back left wing back မှာတော့ harry amas နဲ့ right wing back မှာတော့ camason တုံးထားပါတယ်အဲ့တော့ကျွန်တော်လည်းဒီလိုပုံစံမျိုးပဲဖြစ်လာမယ်လို့ကျွန်တော်မျှော်လင့်နေပါတော့ဘာလို့လဲဆိုတော့ masroria လည်းပြိုင်းနေပြီဗျာပြီးရင် left wing back မှာလည်းဒီ doku ဟာအဆင်မပြေဘူးဒါကြောင့်မလို့ကျွန်တော်က harry amas ကတော့တေချာပေါ့ပါလာလိမ့်မယ်ဒါပေမဲ့ right wing back က sorry right wing back ကအမတ်အမတ်များပါလာမလားကျွန်တော်ရဲ့စိတ်မှာထင်နေတာပေါ့နော်အဲ့တော့အမတ်ကိုသူ့အနေနဲ့အရေးစွန်းတုံးပြီးတော့မှာ ဒီဒုတိယပိုင်းညမှာပြန်လဲတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ခမာဆန်လေးဆိုလို့ရှိရင်ကျွန်တော်ကြည့်ရမှာပဲခမာဆန်အဲတချို့လူငယ်ကစားသမားတွေရှိရပေါ့နော်မန်တာဒိုတို့အဲ့တော့ဘယ်လိုမျိုးလူငယ်ကစားသမားလေးတွေပေါ်ထွက်လာမှာလဲကျွန်တော်ကစောင့်ကြည့်ခြင်းနဲ့ဒါကတော့ကျွန်တော်ကတော့ Harry Ames ရဲ့ခမာဆန်ရဲ့လို့ထင်နေတာပေါ့နော်အဲ့တော့ CCB မှာတော့ Manuel Ugarte နဲ့ Erison ဒီ CCB ဆိုလို့ရှိရင်တော့တစ်ဖက်ကကွန်းလဲလုံးဝရှင်နိုင်မှာတော့မဟုတ်ဘူးဘာလို့ဆိုတော့ Erison ရဲ့မှာလောက်အောင်တော့လေးကိုအားနေနေလို့ Ugarte ဆိုလို့ရှိရင်လည်း ပွဲစဉ်တွေကပြိုင်းနေပြီဒါပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာဥကာတီကိုထုတ်လိုက်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာပါလာမလားကျွန်တော်တစ်ချက်စဉ်းစားမိတာပေါ့နော်ဥကာတီကိုပထမပိုင်းကစားခိုင်းပြီးတော့ဒုတိယပိုင်းမှာလူစားလေးရလည်းဖြစ်နိုင်တယ်အဲ့တော့ Erson Erson ကလည်းမဖြစ်မနေပါမှာပေါ့နော်အဲ့တော့ second striker နဲ့အောင်မှာ mount နဲ့ main dude ဒါတော့ပြောစရာမရှိဘူး mason mount ဆိုလို့ရှိရင်လည်းတရားနေပြန်တက်တာလာပြီသူဒီလိုမျိုးပွဲစဉ်တွေမှာမတော်ရင်သုံးစရာမရှိတော့ဘူးပြီးရင်ကိုဘီမင်းနူကိုဘီမင်းနူကတော့ဒီမက်ဆီမောင်းနဲ့တွဲပြီးတော့ကစားလိုက်မယ် ူအနေနဲ့လည်း game minute ရဖို့ရအတွက်လိုအပ်တယ်ပေါ့နော်တိုက်စစ်မှာတော့ကျွန်တော် watch line ကိုပဲထည့်ချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့ watch line ဒီအရန်ကြီးယုံပြီးတော့ကစားဖို့မလိုဘူးဗျာဒီဒီလိုမျိုးပွဲစဉ်မှာဆိုလို့ရှိရင်သူအနေနဲ့အဓိကတော့ go through မှုပဲလိုပါဗျာကျွန်တော်ကတော့သူ့ကိုယုံကြည်မှုရစေချင်တာ watch line ကိုပေါ့နော်အတူယုံကြည်မှုရပြီဆိုလို့ရင်ကျွန်တော်တို့အတင်းရတိုက်စစ်မှာအများကြီးအားထားရမယ်ကစားသမားဆိုတော့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မလို့ watch line ကိုဒီနေ့ပွဲစဉ်မှာမိနစ်ပေါ့နော်မိနစ်90လောက်ထိတော့ကျွန်တော်တို့ပေးကစားတင်တယ်လို့ထင်တယ်ပေါ့နော် အဲ့ဒါတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်အဲညီကိုတို့ကဘယ်လိုမြင်ကြလဲညီကိုတို့ရဲ့အမြင်လေးတွေကို comment မှာဝေယောင်မချက်ရေးပေးခဲ့ကြပါဦးခင်ဗျအဲ့တော့ကျွန်တော်တို့အသင်းရဲ့အခုနောက်ပိုင်းကစားပုံက defense ကိုတိတိလေးလေးကစားတယ်ပြီးရင် counter attack နဲ့ကစားတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ counter attack နဲ့ကစားရအောင်ဘယ်သူတွေရှိလို့လဲ maximum menu white line အပြေးမြန်တာ white line တယောက်ပဲရှိရနော်အဲ့တော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အနေနဲ့ဘယ်လိုပုံစံနဲ့ပွဲထွက်လာမှာလဲ ဘရူနိုလည်းမပါဘူးဒါကြောင့်မလို့ကျွန်တော်ကတော့ကွင်းလမှာမေဆင်မောင်းရှိရယ်အရစင်ရှိရယ်မိန်နုရှိရယ်ဥကာဒီရှိရယ်ဒီ၄ယောက်နဲ့ကျွန်တော်တို့ရဲ့မှာကွင်းလေကိုပို့ပြီးတော့ strong အောင်ခိုင်ခိုင်မာမာဖြစ်အောင်ကစားတင်တယ်လို့မြင်တယ်အဲပြီးရင်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဖြစ်စေချင်တာပေါ့နော်ကျွန်တော်ဖြစ်စေချင်တာကတော့ကစားသမားတွေကိုပို့ပြီးတော့ဘောလုံးကို holding လုပ်ထားစေချင်တယ်ဗျာပို့ပြီးတော့ကင်ထားစေချင်တယ်ဗျာရေရတင်းတင်းကင်ထားမှကျွန်တော်တို့အနေနဲ့ အဖက်အသင်းကိုပြန်ပြီးတော့တိုက်စစ်ဆင်နိုင်ပါဗျာကိုရီးယားအမြဲတမ်းခံဘက်ကြည့်ရပဲဆိုလို့ရှိရင်ကိုရီးယားပြည်ထနာတွေကိုဖိတ်ခေါ်တယ်လို့ဖြစ်နေမှာဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာတော့အရင်ပွဲကြီးနဲ့မတူဘဲနဲ့မြှုပ်လင့်မိတာကကွန်းလဲကမစ်ဆမောင်လဲပါတယ်အရစင်ပါတယ်ဗျာမိန်နူးပါတယ်ဗျာပြီးလူရှော်ရဟယ်ရီအမတ်စ်တို့ပါတယ်ဗျာဒါကြောင့်မလို့ဘောလုံးကိုဘောလုံးနည်းနည်းလေးတော့ကင်ထားစေချင်တယ်ပြီးရင်ဘောလုံးကိုကောင်းကောင်းလေးကင်ထားပြီးတော့မှကျွန်တော်တို့အနေနဲ့အဲတည်ယူတာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်ရင် အဲ player တယောက်ချင်းစီပေါ့နော်အထူးသဖြင့်ဒီ Kobe Mainu တို့အဲပြီးတော့ရင်အဲဒီ Whiteland တို့အဲဒီလိုမျိုးကစားသမားတွေစီကနေသင်ကိုလေးတွေကျွန်တော်ကတော့ရရှိဖို့ပြောလင့်နေပြီး Erison စီကနေ free kick တွေနဲ့ဒါမှမဟုတ်ရင်အဲဒီ corner ball တွေနဲ့ပေါ့နော် defense ကကျွန်တော်တို့ကိုပေါချင်းရောက်မှုတွေလည်းကျွန်တော်မျှော်လင့်နေပြီးရင် left wing back က Harry Amos လေးကိုတော်တော်လေးကိုမျှော်လင့်ထားတယ်ခမဆန်ကတော့ကျွန်တော်တို့ပါခဲ့ရင်လည်းကျွန်တော်ပထမဆုံးစောင့်ကြည့်ရမှာပဲအဲ့တော့ဒါကတော့ကျွန်တော်ရဲ့အမြင်ပြောပြတာပေါ့နော် တော့အဲ့လိုမဟုတ်ဘဲနဲ့ဘရူနိုတို့ဘာတို့ကိုပွဲထွက်လာမယ်ဆိုရင်တော့ကျွန်တော်တို့အသင်းအနေနဲ့နောက်ပွဲစဉ်အတွက်သူအကြမ်းမမဟုတ်တော့ဘူးအဲ့တော့အဓိကကစားသားတွေလို့ကျွန်တော်အနာပေးတင်တယ်လို့မြင်တယ်ဒါကြောင့်မလို့ဒါကတော့ကျွန်တော်အိမ်မှာအဖြစ်နိုင်ဆုံးဒီအဖြစ်စေခြင်းဆုံး line app လို့ကျွန်တော်တော့ပြောရင်မှန်လိမ့်မယ်ပေါ့နော်အဲ့တော့နောက်ထပ်ဒါကတော့ကျွန်တော်တို့ Manchester United ရဲ့အခုနောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်လေးတွေဖြစ်ပါတယ်။အဲ့တော့ညီကိုတို့ဒီမှာကြည့်လိုက်ဗျာ။ Man City ကိုတည်ကြတယ် လိုင်းယိုအထူးထူးတည်ကြတဲ့ Newcastle 41နဲ့ရှုံးနေလိုင်းယို514နဲ့ပြန်နိုင်နေကြားထဲမှာကျွန်တော်တို့ Wolf ကို1-0နဲ့ရှုံးနေဘုံမောက်ကို1-1တည်ကြတဲ့ဒီပွဲစဉ်မှာလည်းကျွန်တော်တို့အနီးကရခဲ့လို့နောက်ပိုင်းမှာနိုင်ခဲ့တာပြင်ပြပါဟို3-0နဲ့နိုင်ခဲ့တယ်အဲ့တော့ပွဲစဉ်နေအလုံးကြည့်ရမယ်ဆိုလို့ရှိရင် United ကခြေစွမ်းမတည်ငြိမ်ဘူးဗျာဒါဘာကြောင့်လဲဆိုရင်စိတ်ဓာတ်နဲ့လည်းစိုင်ပါတယ် Europa League မှာ United ကစိတ်ဓာတ်ကလုံးဝကို strong ဖြစ်နေတယ်ဒါပေမဲ့ EPL မှာတော့ နည်းနည်းလေးအားနည်းနေလို့ပြောလို့ရတယ်ဗျာဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာဟိုကျွန်တော်မယုံစားရဲဘူးလို့ပြောတာပေါ့နော် United ကိုအဲဒါပေမဲ့ကျွန်တော်ကတော့တစ်ဖက်ဒီပွဲထွက်အခင်အကျင်းကိုကျွန်တော်ကြည့်ရမှာပဲအဲ့တော့ကျွန်တော်ဒီဗီဒီယိုလုပ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တစ်ဖက်ကအာဆင်နယ်ဆိုလို့ရှိရင်ဗျာချန်ပီယံလိဂ်ကန်ရမယ့်ပွဲစဉ်ရှိရတောင်မှသူတို့ကဒီဘုံမောင်းတဲ့ပွဲစဉ်ကိုလူဆုံးထုတ်သွားတယ်။အဲ့ဒီအတွက်တော်တော်လေးကိုဝေဖန်နေကြတယ်ဗျာ။အော်အီမိုရီယိုလည်းကျွန်တော်အဲ့လိုပုံစံမဖြစ်စေချင်ဘူး။ ဲ့နော်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ immorin အနေနဲ့ဒီလူငယ်ကစားသမားလေးတွေပဲပေါ်ထွက်ပြီးတော့ခင်းကျင်းလာမယ်လို့မြင်နေပေါ့နော်ဒီကြည့်လိုက်တော့ဗျာ EPM မှာဆိုကျွန်တော်တို့ဒီဗာလဲ Newcastle ကို4-1နဲ့ရှုံးတယ် Wolf ကို1-0နဲ့ရှုံးတယ်ဘုံမောက်ကို1-1သေးကြတယ်နိုင်လုံးဝနိုင်မထားအောင်နော်အဲ့တော့ကျွန်တော်ဖြစ်နိုင်ခြေကိုပြောရမယ်ဆိုလို့ရှိရင်ဒီနေ့သင်းအနေနဲ့ယူနိုက်တက်အနေနဲ့အလွန်ဆုံးမျောလင်းလို့ရတာဒီတည်ရရလက်ပဲဖြစ်မယ်လို့မျောလင်းမိတယ် ဒါပေမဲ့ကံကောင်းပြီးကျွန်တော်နိုင်သွားရင်လည်းကျွန်တော်တို့အတိုင်းထက်လွန်ပေါ့ဗျာနောက်ထပ်ဒီဟာကတော့ brand ဖို့ရဲ့အခုနောက်ပိုင်းစွမ်းဆောင်ရည်တော်တော်လေးကိုကျွတ်စင်ကြီးနော် and Nordia Forest ကို2စီးနဲ့နိုင်ခဲ့နော်ပြီးရင် Brighton 4-2နဲ့နိုင်ခဲ့နော်ပြီးရင် Arsenal 1-1တီးကစားထားတယ် Chelsea ကို CC တီးကစားထားတယ်လုံးဝကိုကျွတ်စင်ကြီးဗျာအဲ့တော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဘုံမောက်ကပို့ပြီးတော့ sorry brand ဖို့ကပို့ပြီးတော့တာတယ်လို့ပြောလို့ရတယ်ဒါကြောင့်မလို့ အားလုံးအနေနဲ့ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင် Brandford ကဒီရဒီမှာအဲ United ထက်တာနေတယ်ဆိုတော့ကျွန်တော်ညင်းလို့မရဘူးဒါပေမဲ့ကျွန်တော်တို့က United ပြည်သက်တွေဖြစ်တာနဲ့အညီ United ကိုပဲအားပေးရမှာပဲညင်းကိုရောဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေကို comment မှာဝေအောင်မှတ်ချက်ရေးပေးခဲ့ကြပါအောင်ခင်ဗျကျေးဇူးအားပေးကြတဲ့ညီကိုတယောက်ချင်းတယောက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ